ဦးဇင်းတို့ဘောဓဘာသာမှာပရိရွတ်တယ်ဆိုတာအုံဖပျောက်စီမန္တန်သဘောမဟုတ်ဘူးเนาะဒါတော့မှတဲ့အနားလေထားစီဇင်းတို့ဦးဇင်းတို့ခုပြောပြပရိရွတ်တယ်ဆိုတဲ့သဘောတရားကဖြစ်ပေါ်လာနိုင်တဲ့ဒုက္ခဆင်းရဲတွေကိုအာရုံပြုပြီးတော့ဒီလိုဒုက္ခတွေမကြောက်ပါစေနဲ့ဒါကြလို့ဒုက္ခဆင်းရဲဖြစ်ပေါ်နေတဲ့သဘောသင်္ခါရတွေကိုလည်းအာရုံပြုပြီးတော့ဒီဆင်းရဲကလည်းလွတ်ပြောက်ပါစေ ီလိုနော်ချမ်းသာစေခြင်းနဲ့မေတ္တာရဲ့တနာတဲ့ကရုဏာရဲ့အဲ့ဒါကိုရှေ့ထားပြီးတော့သစ္စာဆိုတာရဲ့မေတ္တာပို့တာရဲ့သစ္စာဆိုတဲ့ဒီလိုဒီလိုမှန်ကန်တဲ့စကားကိုပြောဆိုရတဲ့အတွက်ကြောင့်ဒီတော်ဘာတွေချမ်းသာပါစေဆိုပြီးတော့မေတ္တာကရုဏာအခြေခံစိတ်သဘောထားကိုအာရုံစိတ်သဘောထားနဲ့စိတ်နှလုံးသွင်းနဲ့မေတ္တာပို့လိုက်တာဒါဝယ်ဥစ္စာတို့ပါတော့ဆိုတော့ ပရေရွတ်တယ်နော်ဒီလိုဒီလိုနော်ဥစ္စာဘုရားဘာသာမှာအဲ့လိုဒါကဂါထာမန္တလို့အဲ့ဂါထာကြီးကစွန့်ထပ်ပြီးတော့မန္တန်ကြီးတို့အဲ့လိုဂါထာမန္တန်ဟာလာအင်းအိုင်လက်ဖွဲ့လို့မျိုးမဟုတ်ဘူးနော်ဒါဓမ္မရဲ့အခြေခံနားလည်ဖို့ပြောရတယ်ဥစ္စာတော့ဒီကကနိဗ္ဗာန်မစ္ဆာဇတ်ထဲမှာအရှင်တို့ကကောသလတန်းကြီးထဲမှာမိုးရရခေါင်မိုးရရခေါင်ရေကန်တွေကရေမရှိရေရခံ ဘုရားလောင်းငါမင်းကြီးနေတဲ့ရေကန်ကလည်းပဲခြေရခန်းငါတွေကလည်းပဲရေခန်းတော့ရေပေါ်ပေါ်လာတဲ့အခါကျတော့တခါတဲ့ជីတို့ပြိုင်းတို့လင်းဒါတို့ဒီလိုငှက်တွေကအဲ့ငါတွေကိုယူပြီးတော့စားကြတောက်ကြအကုန်လုံးတည်ကြည်ပျက်စီးနေကြတော့ဘုရားလောင်းငါမင်းကမြင်းတယ်မြင်းတော့တနာတယ်ဘောဒီတော့ဒုက္ခရောက်နေကြတာជី ဒါနဲ့ငါမလုပ်နိုင်တယ်လေ။ဟောအရေးအကြောင်းရှင်ဘုရားမတော်ဘာအားကိုးရမမြင်ဆိုတာလို့။အဘာလုပ်နိုင်တယ်လေလို့ဘုရားလောင်းကမင်းကတွေးရတော့။ဘာလုပ်နိုင်တယ်ဘုရားလောင်းကမင်းသူတို့လိုက်ပြီးတော့ဒါလားတဏှက်ပြစ်မလား။လိုက်ဖမ်းမလား။လိုက်ပြောမလား။ရမလား။ဘာမှလုပ်လို့မရဘူးအဲ့လို။အမှသစ္စာတရားမှာတပါတခြားကိုးကွယ်ရမရှိဘူးသစ္စာဆိုပြီးတော့ငါလွန်မြောက်အောင်လုပ်ပြင်မယ်ငါအမျိုးတွေကိုလို့ အဲ့လိုတွေးတာဘုရားလောင်းကားမြင်တွေးတာပြောတာနော်ဘုရားလောင်းကားမြင်ကအဲ့လိုတွေးရအတုသစ္စာဆိုတာဘလို့သစ္စာဆိုတော့သုဆန္ဒကသူ့အကြံဖြစ်တာကဒါရှင်မရှိလို့ဒီတော့ကဖြစ်လာရတာတကယ်လို့ဒီကံကြီးတဲ့မှာရှိရတာရှိမယ်ဆိုလို့ချင်းငါတွေဒီလိုဒုက္ခမရောက်ဘူးလူတွေလည်းပဲချမ်းသာကြမယ်လေယာဉ်တိနာတွေမပြည့်စည်တော့အောင်မြင်သွားမယ်ရေရပြီတော့ အမိုးရွာအောင်ကသစ္စာဆိုရင်ကောင်းပါပဲလို့အဲ့ဒီလိုအာယုံပြုတ်ပြီးတော့မေတ္တာတို့ချမ်းသာစေစေနဲ့စိတ်နှလုံးသွင်းမိုးခေါင်တို့ဒုက္ခရောက်နေတဲ့တရားတွေကိုကြည့်ပြီးတော့တဏှာကရုဏာတတ်တဲ့ကရုဏာအဲ့ဒီနှလုံးသွင်းတစ်ခုကိုအခြေခံပြုတ်ပြီးတော့ဖြည့်စည်တော်မူခဲ့ဘုရားပါရမီတော်တွေကိုအာယုံပြုတ်ပြီးတော့ဘုရားအလောင်းမရမင်းကြီးကသစ္စာဆိုလိုက်တာခါးလေးက ဇတောတရာမိအတ္တနာဇတောပတောသမေဝိညုတ်တံနာဘိသာနာမိအသင်စိတ်စာဧကပါဏံဘိဟိတိတံဧတေနပစ္ဆဝဇေနပစ္စုံသောအဘိဝတ္တုတဲ့ပြောတာကတော့စကားကနှစ်ပိုင်းပဲအရမတပိုင်းကငါအသားစားတဲ့ငါမျိုးမှဖြစ်နေပြီမယ်လို့တိတတ်တဲ့အရွယ်ကစားပြီငါနားလည်းတိတတ်တဲ့အရွယ်ကစားပြီတော့ ဘဲတရဝါကောင်မှဖမ်းယူစားတော့တာမျိုးမလုပ်ခဲ့ဘူးတဲ့ဒီမင်္ဂလာတစ္ဆာစကားကြောင့်ဆက်ပစုံနတ်မင်းဟာမိုးကိုရွာပါစေတည်းမိုးကြီးရွာလာပါစေတည်းလို့ဒီလိုတစ္ဆာပြုတ်တာမေတ္တာပို့တာအဲ့ဒါလိုမေတ္တာပို့လိုက်တယ်ဆိုတော့ဘုရားအလောင်းတော်သူမြတ်ရဲ့မေတ္တာအရှိန်ကရုဏာအရှိန်နှလုံးသွင်းတဲ့တစ္ဆာစကားတွေရဲ့တကူကြောင့်ပို့ ချက်ဆင်းမဲ့မိုးတွေရွာလာပြီးတော့တခါတည်းရေကန်ကြီးလက်ရှိတွေပြည့်သွားတယ်လို့တရဝါတွေလည်းမိုးခေါင်လိုဖြစ်တဲ့ဆင်းရဲကလည်းလုံမြောက်သွားတယ်ဒါဟာဥစဉ်တော့ငရံမင်းပရိတ်လို့ခေါ်တယ်ပရိတ်တော်တခုရဲ့ဖြစ်စဉ်လေးတခုပေါ့နော်ဒါဘာအောင် နားလည်ရမှာတော့ဆိုတော့ဥစဉ်တော့ပရိတ်ရွတ်တယ်ဆိုတဲ့သဘောတရားကနှုတ်ထဲကရွတ်ရုံနဲ့ပေါ့ဘူးဂျွတ်လိုက်အောင်နဲ့တိတ်တိပေါက်ပြီးတခါတည်းဟိုချမ်းသာတဲ့တခါချမ်းသာဒုက္ခရရသွားတဲ့သဘောတရားမဟုတ်ဘူးနော် ရွတ်တဲ့အစီရင်သဘောတရားနှလုံးသွင်းဖို့ဒီစက်တော်မှာမြင်ရတယ်ပေါ့အရှင်ဘုရားအားပြရလဲချမ်းသာစေခြင်းနဲ့မေတ္တာဆင်းရဲကလွတ်စေခြင်းနဲ့ကရုဏာနောက်ပြရတော့သစ္စာဆိုတဲ့မေတ္တာပို့တယ်ဒါကိုပဲပါလဲပယေရွတ်တယ်လို့ဒီလိုခေါ်တယ်ပေါ့ဒါမှတ်သားစရာဘုဒ္ဓတာလေးတကူ